လူသားတွေရဲ့တမိုင်းကြောင်းကအတော့ကိုကြောက်စရာကောင်းပြီးကျွန်တော်တို့ရှေ့ကတည်ရှိခဲ့တဲ့ရှေးဟောင်းယဉ်ကျေးမှုတွေအလုံးကလည်းထက်မြက်ပြီးအန်ဝစီယာကောင်းနေဆိုတာငြင်းလို့မရသလိုဖန်တီးမှုတွေကလည်းမျော်နိုင်လောက်အောင်စမ်းကြဲလာပါပြီရှေးဟောင်းသူတေသနာပညာရှင်တွေနဲ့တမိုင်းပညာရှင်တွေဟာရှေးဟောင်းတီထွေမှုအများစုကိုအလွယ်တကူရှင်းပြနိုင်ပေမဲ့လည်းယနေ့အချိန်အထိလက်ဝက်စမ်းကြဲမှုတွေနဲ့မေခွန်တွေအများကြီးကြန့်ရှိနေပါသေးတယ် ီထဲမှာတော့ရှေးခေတ်ကပြန်တန်းနိုင်တယ်လို့ယူဆရတဲ့ UFO ယာဉ်တွေပါဝင်ကျွန်တော်တို့လူများစု မသိနားမလည်နိုင်တဲ့အရာတွေလည်းအများကြီးရှိနေပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးမှာတော့သိပ္ပံပညာရှင်တွေရှင်းပြနိုင်တဲ့ရှေးအကြဆုံးဒီပညာတွေအကြောင်းကိုဖော်ပြပေးလိုက်ပါရခင်ဗျာ။ရှေးတုန်းကနျူကလ িয়ার စစ်ပွဲ 1939ခုနှစ်ကပထမဆုံးစတင်ခဲ့တဲ့စစ်ပွဲတွေမှာကျွန်တော်တို့ဗိုလ်ဘေးပြည်ပြည်တွေကသူတို့ရဲ့လက်နက်တွေကိုနျူကလ িয়ার ဘုံးရဲ့သဘောတရားပေါ်ခြေခံပြီးအသုံးပြုခဲ့ကြတယ်လို့တမိုင်းကြောင်ကဆိုထားပါရည်။ဒါပေမဲ့ဒီတမိုင်းကပြန်အသက်ဝင်လာပြီးဘယ်တော့မှအဆုံးမရှိတဲ့တန်တရားတွေမှာလူသားတွေဆက်ပြီးတန်တရားလိန်နေရင်ရောဘာတွေဆက်ဖြစ်လာနိုင်မှာမလဲ။ဂျပန်မှာပထမဆုံးနျူကလ িয়ার ဘုံးမကျဲချခင်ကတည်းကကျွန်တော်တို့ရဲ့ရှေးခေတ်ဗိုလ်ဘေးတွေကဒီလက်နက်ကိုတီထွင်ခဲ့ပူးပြီးသားလို့တချို့လေလာချက်တွေရဆိုထားပါရင် တကယ်ပဲအနည်းမြပုံးပောက်ကွဲခြင်းရဲ့အကျိုးသက်ရောက်မှုတွေအကြောင်းကိုဖော်ပြထားတဲ့အိန္ဒိယရဲ့ချီအောင်စာတမ်းတွေဟာအမှန်တကယ်ရှိနေတာကိုသာသိသိရင်သင်အနေနဲ့အယံကိုအံ့ဩမိနေပါလိမ့်မယ်ဒီမှာတော့ရှီယောင်ဟာရပါမြို့ဟောင်းနဲ့ပါကစ္စတန်တောင်ပိုင်းကရှီဟောင်းမြို့တော်မိုဟန်ဂျိုဒါရိုတို့လိုနေရာတွေကိုတူဖော်ကြည့်ခဲ့တဲ့အခါလဲလျောင်းနေတဲ့ဒီကလူတွေရဲ့အယိုးစုတွေကိုတွေ့ရပါတယ်။နောက်ပြီးတော့ဒီအယိုးစုတွေမှာရေဒီယိုတတိကျပစ္စည်းတွေပါဝင်နေတာဟာရှေးခေတ်တုန်းကနျူကလ িয়ার စစ်ပွဲဖြစ်ဖြစ်ခဲ့ဘူးလားဆိုတဲ့အန်အိုစီအကောင်းဆုံးအချက်ကိုတွေးမိစေပါတယ်။ ကြောင့်ဒီလူတွေရဲ့တေဆုံးမှုဟာမိတော်ပောက်ကွဲမှုကြောင့်လို့ယူဆလို့မရနိုင်ပါဘူး။သူတဲ့တီတွေရဲ့အဆိုအရတော့အရင်တုန်းကဒီဒေသတွေမှာဟီရိုရှိမားနဲ့နာဂါဆာကီတို့ထက်ကြီးမားတဲ့ပောက်ကွဲမှုကြီးတစ်ခုကြောင့်တစ်မျိုးလုံးပြိုပြတ်သွားကြောင်းနဲ့ရဲခေတုံကနျူကလ িয়ার လက်နက်ကိုအမေရိကန်ပြစ်လွတ်ခဲ့ခြင်းဒါမှမဟုတ်တခြားအပြင်နဲ့လက်နက်တစ်ခုပြစ်လွတ်ခဲ့ခြင်းရှိခဲ့တယ်လို့ဆိုထားပါရင်ဒါကိုခိုင်မာစေတဲ့နောက်ထပ်အချက်တစ်ခုကတော့စာရေးသူကိုအောက်ကရေးသားထားတဲ့အချက်တွေတွေကနေကောက်နှုတ်ပေးခြင်းပါတယ်။ အရာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း9000ခန့်ကကုရုရှတာရစစ်ပွဲအတွင်းအိန္ဒိယမှာနျူကလ িয়ার ဘုံးဖောက်ခွဲခဲ့ကြောင်းကိုခိုင်မာတဲ့အဆိုပြုချက်အမြောင်များကထောက်ခံပေးခဲ့ကြတာပဲဖြစ်ပါတယ်။ဒီစစ်ပွဲအကြောင်းရေးသားထားတဲ့ကျမ်းစာတွေမှာတော့နေအစင်းပေါင်းတစ်ထောင်ထွက်လာသလိုဘီလီယံဟုံဟုံတောက်လောင်စီမဲ့စကြဝဠာရဲ့စွမ်းအင်အလုံးပါဝင်တဲ့ထေဖူးတက်လက်နဲ့ပြက်လွတ်လိုက်တဲ့အခါမှာနင်းစီပွင့်တဲ့တန်အခိုးငွေတွေရဲ့ကြောင်းကအေယာမမိုးချိုးသွားကြီးဟာမျိုးနွယ်စုတစ်ခုကိုပြာကျတည်ဆုံးစေခဲ့တဲ့ဆိုတဲ့စာသားတွေကိုတွေ့ရှိခဲ့ရတာပါပဲ။ ီလိုရှေးဟောင်းအိန္ဒိယနယ်မြေဒေသတဝိုက်မှာနျူကလ িয়ার လက်နက်ကိုအရင်ဆုံးကတီထွင်အသုံးပြုနိုင်ခဲ့ကြတယ်ဆိုတာဟာတိတ်ကိုစမ်းကြတဲ့အရာတစ်ခုဖြစ်နေခဲ့ပေမယ့်ဒီလက်နက်အမျိုးအစားပေါ်ပေါက်ဖြစ်တည်လာဖို့လိုအပ်တဲ့ဒီပညာအဆင့်ဆင့်အချက်လက်တွေမကြမ်းရင့်မတွေ့ရှိရတဲ့အတွက်ဘဝင်မကျဖြစ်ရကြောင်းကြွေးပြတဲ့အမြင်တွေနဲ့လူတချို့ဟာဝေဖန်ခဲ့ကြပါသေးတယ်။ရှေးခေတ်ကပြန်တန်းနိုင်သောအာကဒယင်အခုနောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တဲ့အိန္ဒိယကရှေးခေတ်အာကဒယင်ရဲ့အယူအဆတွေအကြောင်းကိုဆက်လက်လေ့လာကြည့်ကြရအောင်ပါ။ ရေကဲအိန္ဒိယယဉ်ကျေးမှုတွေမှာအထင်ကြီးလောက်เสียရကောင်းတဲ့အယူအဆများစွာကိုကျွန်တော်တို့ဟာစာပေတွေမှာတွေ့မြင်နိုင်ပါတယ်။ဒီကဗီမာနာလို့ခေါ်တဲ့အာဂတယဉ်ပြန်ကလည်းဒီအယူအဆများစွာတွေကတခုဖြစ်ပြီးအစမ်းအကျယ်ဆုံးအရာတစ်ခုလည်းပဲဖြစ်ပါတယ်။ရှေးတုန်းကဒီဗီမာနာယဉ်ပြန်တွေဟာခင်မိလေရင်လိုမျိုးကမ္ဘာလေးလူထဲမှာပြန်တန်းနိုင်ခဲ့ကြရတယ်လို့အဆိုရှိပါတယ်။နောက်ထပ်ဒီဗီမာနာနဲ့ပတ်သက်ပြီးအစီအစဉ်များစွာနဲ့အယူအဆတွေလည်းအများအပြားရှိခဲ့ပါသေးတယ်။ တကယ်တော့ဒီဆက်ပစ္စည်းကအဲ့ဒီခေတ်အချိန်ကတခြားအရာတွေနဲ့ရှင်ရင်အတော်ဝေးဝေးပြန်တန်းနိုင်ခဲ့ပြီးဒီပုံချမ်းကိုရေးဆွဲခဲ့တဲ့သူကလည်းခေတ်တဲ့အနာဂတ်ကိုရှင်းပြနိုင်ပြီးဒါဟာဂျိုသားအကသယင်ဖြစ်လိမ့်မယ်လို့လူချိုးကယုံကြည်ကြပါရင်ဒါကြောင့်ရှေးခေတ်ကပြန်တန်းနိုင်တဲ့ဆက်တွေရဲ့နောက်ွယ်ကအမှန်တရားကိုဘယ်သူကမှတကယ်မသိကြသလိုခေါရုံးကလူတွေကဒီလိုထက်မြက်တဲ့စိတ်ကူးစိတ်တန်းတွေကိုဘယ်လိုတွင်းမိကြတာလဲဆိုတာကတော့ကျွန်တော်တို့အားလုံးအတွက်စိတ်ဝင်စားစေရပါပြီ3 Milan ကျွန်တော်တို့အားလုံးမိရဲ့ကောင်းကျိုးဆိုးကျိုးနဲ့အတူမိရဲ့ဖြည့်ဆည်းနိုင်စွမ်းကိုကောင်းကောင်းတည်ကြပါရစေ။ကျွန်တော်တို့ရဲ့ပူပေးတွေကလည်းမိလောင်ဘုံတွေမှာတုံးတဲ့ဓာစီတွေမတီထွင်မိကလေးကမိရဲ့အစွမ်းကိုကောင်းကောင်းနားလည်ခဲ့ကြပါရစေ။အရင်တော့ကအရှိရောမအင်ပါယာဟာ AD 9ရာစုခန့်အချိန်မှာဒီကဂရိမီလို့ခေါ်တဲ့လောင်စာလက်နက်တစ်မျိုးကိုဖန်တီးခဲ့ပါရစေ။ဒီလနဲ့ဟာအရှိရောမအင်ပါယာအတွက်ညာစွာအထောက်အကူပြုခဲ့ပြီးဒီလောင်စာလက်နက်နဲ့ပတ်သက်တဲ့မှတ်တမ်းတွေကိုလည်းမကြာခဏရေးသားခဲ့ကြပါရည်။ ဒီလက်နက်ကိုတော့ပင်လယ်မီးတမမဟုတ်အရေမီးလို့ခေါ်ကြပြီးဒီမီးဟာအလွန်အစွမ်းထက်တာကြောင့်ရေနဲ့တောင်အလွယ်တကူမငြိမ်တန်နိုင်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်ကရေတွေယူဖိတ်လေလေဒီဂရိတ်မီးတွေကပုံပြီးပြင်းထန်လာတယ်လို့တချို့သတင်းအင်းမြစ်တွေကဆိုထားပါတယ်ဒါကြောင့်ဒီလက်နက်ကအလွန်ကြောက်စရာကောင်းပြီးအရှိရောမအင်ပါယာစီရေးအောင်ပွဲတွေရဲ့နောက်ွယ်ကအဓိကလက်နက်တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒီလက်နက်ကိုတော့ RTC ကနေထွက်ပြေးလွမြောက်လာခဲ့တဲ့ဂရိပိတုကပညာရှင်တူဦးဖြစ်တဲ့ကယ်လန်ဒီကိုအမည်ရှိတဲ့အမျိုးသားတူဦးကတီထွင်ထားခဲ့တာပါသူရဲ့ရည်ရွယ်ချက်ကတော့ယောမအင်ပါယာကိုကာကွယ်ပြီးအာရက်တက်တွေကိုတိုက်ထုတ်ကိုပါပဲ။ဒါမှမဟုတ်ဒီနေ့အချိန်ထိဒီတမန်ချောင်းကိုအခြေတင်ညင်းခုန်နေကြပြီးဒီလက်နက်ကိုဘသူတီထွင်ခဲ့တာလဲ။ဒါကြောင့်တံပိုးကြီးတာလဲဆိုတဲ့မေးခွန်းတွေကိုတော့ဘသူမှအတိအကျမသိပါဘူး။ ဒါပေမဲ့ဒီလက်နက်ဟာအရှင်ရောမအင်ပါယာကအောင်ပွဲများစွာရဲ့အထူးကအစိပ်ပိုင်းတစ်ခုဆိုတာကိုတော့ကျွန်တော်တို့အားလုံးသိကြပါရင်ဂျန်ဟိန်ရှေးဟောင်းမြင်းကလေးတိုင်းကရိယာတကယ်လို့လီယိုနာဒိုဒါဗင်ချီချန်ဟိန်ရဲ့ဖန်တီးမှုတွေဒါပြန်လည်ထွန်းကားလာခဲ့မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကရှေးဟောင်းတရုတ်တွေဆိုတာဒီနေ့ခေတ်မှာပြန်ဆန်ရှားဖြစ်လာမှာကတော့တကယ်အမှန်ပါပဲဂျန်ဟိန်ဆိုသူကတော့တီထွင်သူအင်ဂျင်နီယာနဂဗီရပညာရှင်နဲ့သိပ္ပံပညာရှင်ဆိုရင်လည်းမမှားပါဘူး ဒါအပြင်လိုအပ်စမ်းကြပြီးထူးထူးခြားခြားရှေးကြတဲ့ဒီမြင်းကလေးတိုင်းတာရဲ့ကိရိယာကိုသူဟာဖန်တီးခဲ့ပြီးသူ့ရဲ့ဖန်တီးမှုကကျွန်တော်တို့အတွက်တော့တကယ်ကိုတာလွန်ကောင်းမွန်တဲ့ဖန်တီးမှုတွေတဲကတခုပါပဲဒီနေ့မှာတော့ဒီလိုအပ်စမ်းကြတဲ့ရှေးအောင်ပစ္စည်းကိုတရုတ်နိုင်ငံကချက်ချင်းကလေးစကမ်းမှာကောင်းမွန်စွာထိန်းသိမ်းထားပါရင်အရင်ကရှေးခေတ်တရုတ်လူမျိုးတွေဟာငလင်းဆိုတော့တည်ငြိမ်တဲ့လောကတန်နဲ့တက်ကြွတဲ့လောကတက်တို့မငြိမ်းမြမှုကြောင့်ဖြစ်ပေါ်လာတာလို့ယုံကြည်ကြပါရင် ဒီမှာတော့သူ့ရဲ့ဖန်တီးမှုကမိုင်းတရာကျော်กว่าဝေးမှရှိတယ်။ငလင်ရဲ့ဥတီယာကိုတောင်တည်နိုင်ပါတယ်။သူ့ရဲ့လှုပ်လှုပ်ပုံကတော့ပိုင်နဂါကောင်းမှဂျေးဘောလုံးတစ်လုံးကိုလွတ်ချလိုက်ပြီးအောက်ကဖားပစက်ထဲကိုဘောလုံးကျသွားတဲ့ပုံစံမျိုးဖန်တီးထားပြီးဒါငလင်လိုင်းလေပတ်နေတဲ့လမ်းကြောင်းကိုကိုစားပြုထားတယ်လို့ယူဆနိုင်ပါတယ်။နောက်တဲ့ဆက်အတွင်းမှာမြေကြီးရဲ့ရွေးချမ်းမှုပေါ်မူတည်ပြီးတက်ဆိုင်ရာနဂါးကောင်းကိုမြင့်တင်ပေးမယ်။ Grey နဲ့ဆက်အရှိန်ကိုထိမ့်ဖို့မောင်းတန်တခုလည်းပါဝင်ထားပါရီ။ ။ဟုတ်ကဲ့အခုကတော့ဒီနေ့ပြည်သက်တို့အတွက်ဆယ်ဝန်စားစရာအကောင်းဆုံးအချိန်ကိုရောက်လို့လာပါပြီ။ရှေးကပစ္စည်းတော်တော်များများဟာအရေးပါပြီးဆယ်ဝန်စားစရာကောင်းပြီမယ်။တို့ကိုအသုံးပြုခဲ့တဲ့လူတွေအကြောင်းမသိဘူးဆိုရင်လည်းဒါကိုဘာအတွက်အသုံးပြုခဲ့တာလဲဆိုရဲမိကုံးမျိုးကိုပြန်ဖြေနိုင်ဖို့ကခက်ပါရင်။အခုပုံမှန်ပါတဲ့ပစ္စည်းကတော့ Handy အမည်ရ Vajra လို့ခေါ်ပြီးဒါကတော့ Handy နဲ့ဖျား Indra တို့မဟုတ်ကျွန်တော်တို့မြန်မာအခေါ်တရားမင်းကန်ဆောင်တဲ့ Verizon လက်နက်ဖြစ်တယ်လို့ဆိုပါရင် ။နောက်ပြီးတော့ဒီလက်နက်ဟာဖြန့်စီလို့မရတဲ့လက်နက်တစ်ခုဖြစ်တယ်လို့လည်းလူတချို့ကယူဆထားကြပါရဲ့။ဒီလိုမျိုးအရာတွေကိုဖန်တီးဖို့အတွက်စူးစမ်းအထောက်ခဲ့တဲ့ဇွဲလုံးသားတွေကလည်းတကယ်ကိုအံ့ဩစရာပါပဲ။ဒါပြင်သူတို့ကိုအစင်တန်းစားအဖြစ်အသုံးပြုခဲ့တာလားတမမဟုတ်လက်နက်တစ်ခုဖြစ်နေအသုံးပြုခဲ့တာလားဆိုတဲ့ဒီမဲခွန်းကိုသိရင်တင်ဟာတကယ်ကိုအံ့ဩမိမှာပါ။ဒါကြောင့်ဒီရှေးအောင်ပစ္စည်းနဲ့ပတ်သက်ပြီးတင်းရဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာမှန်ပြီးတွားခဲ့ပါဦးခင်ဗျာ။ Aerolabyte ရှေးခေတ် engine မျိုးစားတစ်မျိုး ဒီအင်ဂျင်မျိုးစားကိုတော့ရှက်ခစ်အင်ဂျင်နီယာတူဦးဖြစ်တဲ့ Heron ကတီထွင်ခဲ့တာဖြစ်ပြီးဒီတီထွင်မှုကတမိုင်းမှာမေ့ပျောက်လို့မရတဲ့အကြီးအကျယ်ဆုံးစက်တွေတဲကတခုဆိုရင်လည်းမမှားပါဘူးဒီအင်ဂျင်ရဲ့အမည်ကိုလေဘော်လုံးလို့ဘာသာပြန်ဆိုထားပြီးဒါရင်ွေငွေ့အင်ဂျင်ဆက်တမျိုးပဲဖြစ်ပါတယ်စက်မှုတော်လန်ရေးမတိုင်မီလွန်ခဲ့တဲ့နှစ်ပေါင်း1800ခန်းကစိတ်ကူးပုံဖော်ခဲ့တဲ့ဒီအင်ဂျင်ဟာတကယ်ကိုပဲအလွန်အထင်ကြီးစရာကောင်းလာပါတယ်ဒီဂရီယာရဲ့ထိတ်မှာတော့တက်ဆင်ထားတဲ့အကောင်ပေါက်တစ်ခုပါရှိပါတယ် ောက်ဘက်မှာတော့ရေပြည့်ထည့်ထားတဲ့အိုတလုံးရှိပြီးအထဲကရေတွေကိုအပူပေးလိုက်တဲ့အခါအမွှေ့ပြန်လာပြီးပြွန်ထဲကတဆင့်အကောင်ပေါက်အတွင်းသို့ဝင်ရောက်သွားပြီးအဲ့ဒီရေနှွေးငွေးကဘောလုံးကိုလဲစီပါတယ်ဒီနေ့ကတိုတက်မှုတွေနဲ့ရှင်းကြည့်ရင်တော့ဟိုဘက်ကခနောက်ကြတဲ့ဆိုပေမဲ့သူ့ယူဆတွေကအနာဂတ်ကလူတွေအတွက်တကယ်ကိုအတိတ်ပဲရှိလာပါရင်ဒီမှာဝန်နေစရာကောင်းတာကဒီဆက်ကိုဘယ်လိုလုပ်ရမလဲဆိုတော့သူအတိအကျအတိမပြုတ်နိုင်ခဲ့ပေမဲ့ဒီဆက်ကိုဘယ်လိုတိဆောက်ရတယ်လဲဆိုတာနဲ့ဒီဆက်ရဲ့လေပတ်ပုံတွေကိုရိုးရိုးရှင်းရှင်းပဲသူဟာရေးသားနိုင်ခဲ့ပါရင် န်တီကက်ထရာယန်နီယာရှေးဂရိသုံးယန်နီယာတမျိုးဒီယန်နီယာကတော့သမုတ်တရားထဲမှာနှစ်ပေါင်း2000ခန့်အနည်းမြုပ်နေခဲ့တဲ့ရှေးအောင်ကျေးဝါပစ္စည်းတမျိုးဖြစ်ပြီး1900ခုနှစ်မှာရင်ငုတ်သမားတွေကရှာဖွေတွေ့ရှိခဲ့တာပါဒီယန်နီယာတွေရဲ့အရွယ်ချက်ကိုဘယ်သူမှမသိကြပေမဲ့အကြသိမ်းပြီး1990ခုနှစ်တွေအတွင်းကဒီယန်နီယာပစ္စည်းကိုတမ်းမှန်ရိုက်ဖို့အတွက်အသုံးပြုခဲ့ကြသေးတယ်လို့ဆိုထားပါတယ် ဒါကြောင့်ဒီပစ္စည်းကတခြားရှိအောင်ပစ္စည်းတွေနဲ့မတူပဲမတိုးတက်သေးတဲ့ရှေ့ခေတ်အချိန်ကာလအတွက်တော့အလွန်အဆင်မြင့်လွန်းတဲ့ရန်တရားတစ်မျိုးပါပဲ။ဒါခေတ်မီကီယာတွေနဲ့အလွန်ဆင်တူပြီးဒီရန်တရားကိုအရိခက်ကတခြားဘယ်အရာကမှ မရှင်းနိုင်ပါဘူး။တချို့ကလည်းဒီရန်ညားကိုရှေ့ခေတ်ကွန်ပျူတာတစ်ခုလိုမှတ်ယူကြပြီးတချို့ကတော့ဒါကရှေ့ခေတ်ဂျိုသားအကဒါရင်ကဒီပညာအစိပ်ပိုင်းတစ်ခုလိုလဲဆိုကြပါရဲ့ နောက်ပြီးတချို့ကတော့တဟောင်းလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကကျွန်တော်တို့ဘူဝေးပြည်ပြည်တွေထားရှိခဲ့တဲ့နဂရဗီရဆိုင်ရာခြေရာခံကိရိယာတစ်ခုဖြစ်နိုင်ရရှိတယ်လို့လည်းဆိုကြပါရင်ဒါရီယာတကယ်သားဆိုရင်သူတို့စိတ်ကူးပုံဖော်ခဲ့တဲ့ဒီရန်ရာကြီးကိုအမေရိကန်ရှေးတုန်းကဖန်တီးနိုင်ခဲ့တာဟာအတော်လေးကိုအထင်ကြီးစေရပါပြီရှေးအောင်ခက်လေရေးစာမူဒီစာမူမှာတော့လှုပ်ဝက်ဆန်းကြဲတဲ့တင်ဂီတာတွေနဲ့မတူညီတဲ့စေဘက်ဝင်အပင်တွေရဲ့ထူးခြားဆန်းကြဲတဲ့တေယုတ်ဖော်ပုံတွေပါဝင်ပါတယ် ီလေရေးစာမှုကို1922ခုနှစ်မှာတွေ့ရှိပြီးကလေးကရှေးအောင်သူတေသနပညာရှင်တွေအတွက်ခေါင်းစားစရာကိစ္စရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလေရေးစာမှုထဲမှာရေးထားတဲ့ဘာသာစကားကိုအမည်မသိဘာသာစကားလို့မှတ်ယူပြီးတချို့ကလည်းဒါကဈေးဘက်ဝင်အပင်တွေအကြောင်းရေးဆွဲထားတာလို့ယူဆကြပါတယ်။ဒါရင်မကသေးပါဘူး။တချို့ကဒီတရုတ်ဖော်ပုံတွေဟာယာတိခွင်တင်ဂေတာတွေဂျိုသားအပင်တွေအမျိုးသမီးအကြောင်းအရာတွေနဲ့တခြားထူးဆန်းတဲ့အရာတွေရောနော်နီလျက်ရှိတယ်လို့ယူဆကြပါတယ် ဒီမှာအားလုံးကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ဒီလက်ရေးစာမှုကအမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက်လမ်းညွန်ချက်တစ်ခုအဖြစ်ရေးသားထားတာဖြစ်ကြောင်းထင်ရှားပြီးနောက်ထပ်စာရေးသူကဈေးဖက်ဝင်အပင်တွေနဲ့ဈေးတွေရဲ့အလေအထားတွေကိုထည့်သွင်းရေးသားထားပုံရပါတယ်။ဒါပေမဲ့ဒီမှာဒီလိုပြောတာကလည်းအကုန်မှန်တယ်လို့တော့ယူဆလို့မရနိုင်ပါဘူး။ရှေးဟောင်းအချက်ပြောင်းပထမဦးဆုံးတာကိုမြင်လိုက်တာနဲ့ရှင်းအောင်ပစ္စည်းတစ်ခုလို့သင်ဟာထင်ကောင်းထင်နိုင်ပါ ರಿ တကယ်တော့တာကို 1908ခုနှစ်တုန်းကခရစ်ကျွန်းမှာတွေ့ရှိခဲ့ပြီးကလေးကသမိုင်းပညာရှင်တွေနဲ့ရှင်ဟောင်းသူတေသနပညာရှင်တွေရဲ့စိတ်ကိုရှုပ်ထွေးစေခဲ့ပါတယ်။ဒီရှင်ဟောင်းအချက်ပြားကခမန်းကြီးအားဖြင့်နှစ်ပေါင်း၄၀၀တန်းရှိပြီးဂျေဝါခေအလေဒါမှမဟုတ်ဂျေဝါခေနှောင်းပိုင်းမှာဖန်တီးထားတယ်လို့ယူဆရပြီးဒါကိုဖန်တီးထားတဲ့ရည်ရွယ်ချက်ကိုဘယ်တူတယောက်မှမသိကြဘူး။ဒါအပြင်ဒီပစ္စည်းကိုလောကစမ်းကျမှုတွေတဲကတစ်ခုအဖြစ်မှတ်ယူပြီးဘေဘာသာပိဒပညာရှင်မှမရင်းနှီးတဲ့သင်္ကေတတွေပါတယ်။ဇကဝတ်လို့လဲဒါကိုယူဆကြပါရစေ။ ီပစ္စည်းဟာအချင်း9.6လက်မသာရှိပြီးနှစ်ဖက်စလုံးကိုတင်ကေတာရီနဲ့ဒီဇိတ်ခတ်ထားပါရီ။ကျွမ်းကျင်သူတို့ကဒီလိုအစမ်းကျတဲ့အရာအတွက်ဖြည့်ရှင်းချက်ပေးဖို့စူးစမ်းနေကြစေပါ။ဘာသာဗေဒပညာရှင်အချို့ကတော့ဒီတင်ကေတာရီကိုရှေးခေတ်အင်ဒိုဥရောပဘာသာစကားနဲ့နှိုင်းယှဉ်ခဲ့ကြပြီးဒီသက်တွေမှာဘာသာရေးစာသားတွေပါဝင်နေတယ်လို့ကောက်ချက်ချခဲ့ကြပါရီ။ နောက်ပြီးတော့ဒီစာတွေဟာနတ်ဖျားတစ်ပါးကိုဘလောက်ချစ်ခင်ယုံကြည်ကြောင်းရေးသားထားတဲ့အပြင်ဒီစာတွေမှာပါတဲ့စာတတော်များများဟာဘာသာရေးနဲ့ဆန်နွယ်နေပါ ರೀ ။ဒါမှလည်းဒီဘာသာပြန်ဆိုမှုတွေဟာအမှန်ဟုတ်မဟုတ်ဆိုတာကတော့မသိကြသေးပဲပြန်နိုင်ကြီးပဲရှိတယ်လို့သိပညာရှင်တွေကဆိုထားပါ ರೀ ။ရှေခေအကတာကြီးမန်ဘလူးဒီမန်ဘလူးကိုနိမရက်နန်တော်မှာရှာဖွေတွေ့ရှိခဲ့တာပါ။ 1850ခုနှစ်ကစပြီးဒီနေ့ခေတ်အထိမှန်ဘလူးကိုတဘောတလင်းကြောင်းနဲ့ပြုလုပ်ထားပြီးဘဲဥပုံပုံစံမျိုးပြုလုပ်လာကြပြီးသုံးစအချက်တွင်ထားတဲ့မှန်ဘလူးနဲ့ညီမျှပါရင်ဒါမဲ့ဒါကူဘာရွေချက်နဲ့ခြေတုံးကဖန်တီးခဲ့လဲဆိုတော့သိချာမသိနိုင်ပါဘူးအခုရှာဖွေတွေ့ရှိထားတဲ့နှစ်3000တတန်းရှိတဲ့ဒီရှေးအောင်ပစ္စည်းကိုမှန်ဘလူးတမမဟုတ်မိစတင်လောင်ကျွမ်းဖို့အသုံးပြုခဲ့တဲ့မှန်ဖြစ်တယ်လို့သူတေသည့်အချို့ကဆိုကြပါရင် ဒါမဲ့လူတချို့ကဒါကကမ္ဘာတတန်းအရင်ဆုံးတယ်လီစကုပ်ရဲ့အစိပ်ပိုင်းဖြစ်နိုင်တယ်လို့ယူဆကြပြန်ပါတယ်။တကယ်တော့ဒါကလူတွေအတွက်လက်တွေ့အသုံးမဝင်တဲ့ရှီအောင်ပစ္စည်းသာဖြစ်နိုင်ခြင်းရှိတယ်လို့ပြည်တိုင်ပြလိုက်ကဆိုထားပါတယ်။ရိုမန်တိုဒီကာဟီဒရွန်ဒီကာရိုမန်တိုဒီကာဟီဒရွန်ကိုပထမဆုံးချိန်တွေ့ဘူးတာဆိုရင်တော့ဒါကတန်ကြီးတက်နေတဲ့တထုတန်းစားတစ်ခုလိုပဲသင်ဟာထင်ကောင်းထင်နိုင်ပါတယ်။ဒါမဲ့သူကတခြားရှီအောင်ပစ္စည်းတွေနဲ့မတူတာကိုလည်းသင်ဟာဒီမှာသတိထားမိမှာပါ။ အမှန်တော့ဒီရိုမန်တိုဒီကာဟီဒရွန်နဲ့ပတ်သက်ပြီးထူးထူးခြားခြားတော့သိမ့်မရှိပေမဲ့ဂျေဝါနဲ့ပြုလုပ်ထားတဲ့အကောင်ပေါက်တွေကတော့ဒီမှာလှုပ်ဝက်စမ်းကြတဲ့အရာတစ်ခုလို့ဆိုနိုင်ပါတယ်။ဒီလိုအရာဝတ္ထုအခုတရာလောက်ကိုရောမအင်ပါယာရဲ့ဒဇယ်တပိုင်းဖြစ်ခဲ့တဲ့ area တွေကနေတွေ့ရှိခဲ့ပြီးဒီနေ့ဒီချိန်အထိသူတေတီတွေကဒီပစ္စည်းရဲ့အရေးပါပုံနဲ့ရွေချက်ကိုအပြေရှားမတွေ့ကြသေးပါဘူး။သူရဲ့ပုံမှန်သဏ္ဍာန်ကတော့အပြားတစ်ချက်စီမှာလက်ကင်ဖူတွေနဲ့အလှဆင်ထားတဲ့မျက်နှာပြင်ဆက်နက်ခုရှိပါတယ်။ ဒီရာဝတ္ထုတွေကိုဒုတိယရာစုနှစ်နဲ့တတိယရာစုကြားမှာပြုလုပ်ခဲ့တယ်လို့ယူဆနိုင်ပေမဲ့လည်းဒါကိုဘအတွက်ဖန်တီးထားခဲ့တာပါလေ။နောက်ပြီးဘသူကဖန်တီးခဲ့တာပါလေ။ဒါတွေကိုကြည့်လိုက်ရင်ရှေခေတုန်းကဖျောင်းနိုင်ပြီးထုံးဖို့ဒါတွေကိုတုံးခဲ့တာလား။ဒါမှမဟုတ်ပန်ဟုထိုးလို့ရတဲ့အိုးတွေလား။ integration အတွက်တုံးခဲ့တာလား။ answer တုံးအနေနဲ့တုံးခဲ့တာလားဆိုတဲ့မေးခွန်းတွေကိုစဉ်းစားမိစေပြီးဘာကြောင့်ဒါကိုမှတ်တမ်းတင်ထားခြင်းမရှိတာလဲဆိုတာတွေကိုကျွန်တော်မသိရသေးပါဘူး။ ဒါမဲ့တေချာတာတခုကတော့ရှေးခေတ်လူသားတွေဟာဒီယာရီကိုအပေါ်ကပြောခဲ့တဲ့အချက်တွေနဲ့ပတ်သက်ပြီးတနည်းအားဖြင့်မှသုံးခဲ့မယ်ဆိုတာတော့သိကြပါရင်။ကဲဒါဆိုရင်တော့ဒီရှာဖွေတွေ့ရှိမှုတွေတဲကဘယ်ဟာကပိုထင်ကြီးစရာကောင်းပြီးဘယ်ဟာကပိုလောဘဆန်းကျက်တယ်လဲဆိုတာကိုပြည့်သက်တို့တွေးမိမယ်လို့ထင်ပါရင်။ဒါကြောင့်ဒီနေ့တင်ဆက်ပေးသွားတာရင်းနဲ့ပတ်သက်လို့မိတို့ရဲ့ထင်မြင်ချက်တွေကိုလည်းကွန်မန့်မှာမှန်ပေးသွားပေးပါဦးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ အခုလိုမျိုးထူးခြားစံပြတဲ့ဗီဒီယိုတွေနဲ့ဗုဒ္ဓတရားရှိဖွယ်ရာဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာကြောင့်ကျွန်တော်ရဲ့ Internet YouTube Channel လေးကို Subscribe လုပ်ထားပြီးတော့စောင့်ကြည့်အားပေးနိုင်ပါတယ်ခင်ဗျာ Internet ရဲ့ Facebook Page ပေါ်မှာလည်းဗီဒီယိုတွေနေ့စဉ်တင်ဆက်ပေးနေတဲ့အတွက်အဲဒီမှာလည်းတွားရောက်ပြီးတော့အားပေးနိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိနေပါတယ်ခင်ဗျာ